အားလုံးပဲမင်္ဂလာပါရှင် PNW Fishing ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အခြေကပုံမပြထားပေးတဲ့စကက်လေးရဲ့ကျွန်တော်ပိတ်သက်မှာညံနေလေးနဲ့ခြုံနေလေးကို ပြန်လည်ဝတ်မြတ်ပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်စကလေးချုပ်ကိုပိတ်ဆက်ရွေးချတဲ့အခါမှာဆိုလို့ရှိရင် ready made ပိတ်သားလေးပဲဖြစ်ဖြစ်နောက်ကျွန်တော် side money ပါလိထုတ်တဲ့အခါမှာတောင်းတဲ့ကတ်တဝေးသားလေးပဲဖြစ်ဖြစ်ကျွန်တော်ချုပ်ပေးလို့ရပါတယ်ချက်ကတော့ဒီမှာ forester လေးကိုသုံးပြီးတော့မှချုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ချက်ရဲ့ forester လေးကအနည်းငယ်ပပလေးနဲ့အီအီလေးဖြစ်တာမျိုးချက်ကတော့နှစ်ထည်လေးချုပ်ပြပေးသွားမှာပဲဖြစ်ပါတယ် မဟုတ်ဆုံးစကလေးရဖို့ဆိုလို့ရှိရင်တော့နောက်ချင်းလေးကလေးစပြီးတော့မှပိတ်စာလေးညက်ပါမယ်။နောက်ချင်းလေးညက်တဲ့အခါမှာတကြုံစားညက်ရမှာမို့လို့ပိတ်စာလေးကိုယခုလိုလေးခပ်ပြီးတော့မှပတ်တန်လေးတင်ပေးပါမယ်။ပတ်တန်လေးကိုပိတ်စာမှာညင်နေအောင်လို့ပင်နေထင်းထားပေးဖို့လိုပါမယ်။ထူစာလေးတွေကတော့စက်တမဲ့နေရာလေးတွေအတွက်2စင်တီမီတာခါ1စင်တီမီတာနဲ့ထက်ခွေးနေရာလေးတွေအတွက်1စင်တီမီတာအောက်ခြေ2စင်တီမီတာနဲ့ဘေးဘက်2စင်တီမီတာအထိထိယူပေးပါမယ်။ အခုဆိုရင်တော့နောက်ထပ်လေးမှာကျွန်တော်ဆက်စားလေးတွေယူပြီးပြီပေါ့လို့ပိတ်စာလေးနှစ်ထုတ်ပါမယ်။နောက်ထပ်လေးနှစ်ပြီးသားပြီဆိုလို့ရှိရင်တော့ရှီဆန်လေးကိုဆက်ပြီးတော့မှတ်သားပါမယ်။ ရှေ့ဆန်းဒီမှာဆိုလို့ရှိရင်ဒေါလေးကမချုပ်ဖဲနဲ့ခောက်ခဲ့ပေးပါမယ်အော်ဒေါလေးတင်းခဲ့ပေးမယ်ပေါ့နော်ပတန်လေးကိုယခုလိုလေးကျော်လို့နဲ့ထုတ်ပြီးတဲ့ခါကျတော့တိတ်လေးနဲ့ပိတ်ပေးခဲ့ပါမယ်ပတန်လေးတိတ်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ကျော်လို့ပြောင်းလဲသွားတဲ့ခန်းနေရာလေးတွေအတွက်ဆိုင်လေးအစားထိုးပြီးတော့မှယခုလိုလေးတိတ်လေးနဲ့ထိန်းပေးလိုက်ပါမယ် ခုဆိုရင်တော့ရှစ်ဆန်းလေးမှာဒေါက်လေးလည်းသိပြီးသွားပြီမလို့ရှစ်ဆန်းပကံလေးကိုပိတ်ခါမှာတင်ပြီးတော့မှညက်ပါမယ်ရှစ်ဆန်းကခေါင်းချောင်းလေးနဲ့ညက်မှာမလို့ကျွန်တော်ပိတ်ခါလေးကိုခေါင်းချောင်းလေးယူထားပြရပါမယ်ကျွန်တော်ချက်စာလေးတွေကတော့အောက်ဖက်2 cm ဘေးဖက်2 cm နဲ့ခါ1 cm ယူပေးပါမယ်ခုဆိုရင်ရှစ်ဆန်းလေးလည်းညက်ပြီးသွားပြီမလို့ကျွန်တော်နောက်ထပ်ကနေပြီးတော့မှဆက်ပြီးတော့ချက်ပါမယ် ြေကတော့ပိတ်သားလေးကအနေနဲ့ပေါတော်မို့လို့ခြေကနှစ်ထပ်လေးချုံမှမို့လို့ဒေါက်လေးတွေကိုယခုလိုလေးခြေရောတက်ခဲလေးနဲ့ခြေရောကူးယူထားပေးပြီးတော့မှဒေါက်လေးတွေကိုစတင်ပြီးတော့မှချုပ်ပေးပါမယ်။မိမိတို့ကတော့ကိုရဲ့ပိတ်သားက ready made ပိတ်သားပဲဖြစ်ဖြစ်ကျွန်တော်တို့ category သားလေးတွေပဲဖြစ်ဖြစ်ယူထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်တည်းချွင်ရင်လည်းအဆင်ပြေပါတယ် ကျွန်တော်တို့ဒေါင်လေးတွေချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒေါင်လေးတွေကိုပေးချက်ဘက်ကိုလဲပြီးတော့မှမီးဘူးလေးတည်တည်ကြာကတ်ထားပေးဖို့လိုပါမယ်။အခုဆိုရင်တော့ကျွန်တော်နောက်ထပ်မှာပါတဲ့ဒေါင်လေးတွေချုပ်ပြီးသွားရင်မို့လို့ကျွန်တော်အောက်ဖက်ပိုင်းကျွန်တော်နောက်ထပ်ရဲ့ထပ်ခွဲပိုင်းလေးကိုသွားပါမယ်။ ထပ်ပွဲပိုင်းလေးကိုသွားတဲ့အခါမှာဆိုရင်ယခုလိုလေကျတို့မလားဘက်ကိုလှန်ပြေးခါကြတော့ကျတို့ထက်ခွင့်နေရာလေးတွေကိုကျတို့ကလှိမ့်ပိနေနေထားပြဖို့လိုပါမယ်။ချက်ကတော့ဒီမှာ marketing နဲ့ copy ယူထားပြပါရယ်။ဒီနေရာမှာတတိခါမှာကမိမိတို့ကပတ်တန်ဆွဲကနေပြီးတော့မှပတ်တန်လေးတွေကိုဖွင့်မထုတ်ခင်မှာတတိစာလေးလှိမ့်ပိလေးနဲ့ trace လိုက်ခဲ့ပြဖို့လိုပါမယ်။အခုဆိုရင်ကျတို့ထက်ခဲလေးကိုကျတို့ကဖုံးချမ်းနဲ့အသွင်းချမ်းကွဲသွားအောင်လို့ကျတို့ဖုံးချမ်းလေးကိုအနည်းငယ်လေးဖြတ်ထုတ်ပေးပါမယ်။ ကျွန်တော်ဖုံးချမ်းလေးဖြတ်ထုတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီနေရာမှာတတိထားရမှာကတော့ဖုံးချမ်းလေးကညတော်အဖြစ်ညဘက်ချမ်းလေးထားတာပေါ့နော်ညဘက်ချမ်းလေးဖြစ်တော်မူလို့ခြေကလည်းညဘက်ချမ်းလေးကိုဖြတ်ထုတ်ပေးမှမူလို့ညဘက်ချမ်းလေးကိုအလယ်မြင့်ကနေပြီးတော့မှချုံစာ1 cm လေးထုတ်ပြီးတော့မှကျွန်တော်ဖြတ်ထုတ်လိုက်ပါမယ်ချဲပိတ်ဆောင်မှာကျလူကလိမ့်မင်းလေးလိုက်ထားတာမဟုတ်တဲ့တွေ့ကြုံမလို့ခြေကရခုလိုလေးပဲခြေုံမှတ်ကလေးနဲ့မှတ်ပြီးတဲ့ခါကျတော့1 cm ချုပ်စာလေးထုတ်ပြီးတော့မှခြေဖြတ်ထုတ်ပြလိုက်ပါတယ် ကျွန်တော်ဖောင်းချမ်းပိုင်းလေးကိုပြတော့ပြသပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ရဲ့စကက်အောက်အနားလေးတွေကိုကျွန်တော်2 cm လေးအနားလုံးပေးခဲ့ပါမယ်အနားမလုံးခင်မှာပြမအောင်ဆုံးဓာတ်စက်လေးလိုက်ပေးခါကျတော့အနားလေးလုံးပေးထားပါမယ် ။နောက်ဖြစ်ရူရဲ့ခြေခွဲပိုင်းလေးကိုလည်း1 cm စီချုပ်စာလေးတွေခောက်ပြီးရဲ့ခါကြတော့ကျွန်တော်အလှကြောင်းလေးတစ်ကြောင်းစီချုပ်စာ1 cm ပုံမှာနင်းပေးပါမယ်။ဆယ်လေးနင်းပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေခုလိုလေးဖုံးချမ်းကိုကျွန်တော်ကအလှချင်းယူပြီးရဲ့ခါကြတော့ကျွန်တော်ချုပ်ထားရဲဖြစ်ထားရဲဖုံးချမ်းလေးကိုယူပြီးရဲ့ခါကြတော့အလှချင်းပူးပြီးရဲ့ခါကြတော့ယခုလိုလေးခောက်ပြီးတော့မှကျွန်တော်ချုပ်စာထုတ်ခဲ့တဲ့အတိုင်းပဲ1 cm လေးဆက်လေးနင်းပေးရပါမယ်။ ဆိုရင်တော့ခြေက၁၄လက်နေပြီးသွားပြီမလို့နောက်တစ်ဆင့်အနေနဲ့ခြေတို့စတက်မဲ့နေရာလေးမှာခြေတို့ကခြေကျဲလေးနေပြီးတော့မှခြေတို့အခုထပ်ခွဲနေရာလေးအထိကိုအပေါ်ကနေပြီးတော့မှတောက်လျှောက်ခြေတို့ခြေစိတ်လေးနေပြီးပါမယ်။ တလေးနေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ချုပ်ခဲ့တဲ့ထက်ခဲနေရာလေးကိုယခုလိုလေးကျွန်တော်တောင်းဖြတ်အတိုင်းလေးပေါ့နော်ကက်ကြည့်တောက်ပြီးပို့လို့ပါမယ်။ ကျွန်တော်ခတိရတပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လန်ချလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ကယခုလိုနေထားလေးရလာမှာဖြစ်ပါတယ်။ဒါလေးကကျွန်တော်မလပတ်ချင်ဖြစ်နေတာမို့လို့ကျွန်တော်ကအလားဘက်ကိုပြန်ပြီးတော့မှလန်ချလိုက်တဲ့အခါမှာယခုလိုလေးတက်တက်လေးရလာမှာပဲဖြစ်ပါတယ်။ အခုဆိုရင်ထက်ခွဲပိုင်းလေးကတော့ပြပြပြလေးဖြစ်သွားပြီပေါ့နော်။တခုရှိကကျတို့မိမှုမကက်ရတဲ့အတွက်ကျတို့ရဲ့ထက်ခွဲပိုင်းလေးကကျတို့ပြက်ကက်နေတာမျိုးဖြစ်သေးဘူးပေါ့နော်။အဲ့တော့ကျတို့လှန်ချပြီးရဲ့အခါမှာမိမှုစစ်စစ်ချာလေးကပ်ပြီးဖို့လိုပါမယ်။ နောက်တစ်ဆင့်အနေနဲ့မိပူလေးကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ cherry ရဲ့ထက်ခဲပိုင်းလေးကိုညင်သွားစေဖို့အတွက် cherry ကယခုလိုလေး1 cm ရှိတဲ့မြင်းဆောင်လေးမှတ်ပေးပြခါကျတော့အလားချောင်းလေးနင်းပေးရမှာပဲဖြစ်ပါတယ်။ခုနင်းလိုက်တဲ့အနာချောင်းလေးရဆိုလို့ရှိရင် cherry ကအလားပတ်ကိုလန်လိုက်တဲ့အခါမှာ cherry အလားချောင်းဖြစ်ပေါ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လေးနင်းတဲ့အခါမှာတိတိကျကျလေးနင်းပေးဖို့လိုပါမယ်။ ဆက်လေးနေပြီးသားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ကျေတို့အာစကဲ့ရဲ့အောက်ဖက်အနားလေးတွေမှာဆိုလို့ရှိရင်ကျေတို့တက်တက်လေးဖြစ်နေစေဖို့အတွက်ယခုလိုလေးကျေတို့ကခောက်ထားတဲ့ခောက်ချောင်းလေးအတိုင်းကိုမှကျေတို့ကလာဘက်ကနေပြီးတော့မှကျေတို့ဆက်လေးတစ်ချောင်းနှင်းပြီးတော့ကျေတို့အလှဘက်ကိုပြန်ပြီးတော့မှလှန်ချပေးရပါမယ် ောင်းနားလေးတွေကိုခေါင်းချောင်းလေးရဲ့ဒါအိမ်မလက်ဘက်ကနေဆက်နေပြတဲ့အခါမှာအလားဘက်ကိုလမ်းချလိုက်တဲ့အခါမှာယခုလိုတိတိတတ်လေးရလာမှာပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ chero လန်ချလိုက်တဲ့အလပက်လေးကို chero ကအာညိမ့်သွားစေဖို့ဆိုလို့ရှိရင်အပေါ်ကနေပြီးတော့မှ chero ချုပ်စာအတိုင်းပဲချီလေး chero အလချောင်းလေးနင်းပေးဖို့လိုပါမယ် chero ချီလချောင်းလေးမင်းချင်းတဲ့သူတွေကတော့မိဖုကတ်သိလေးသုံးပြီးတဲ့ခါကျတော့တက်တက်လေးမိဖုကတ်ပေးလို့ရပါတယ် အခုဆိုရင်တော့ချေရိုရဲ့ထက်ခွဲပိုင်းလေးနဲ့ဒီစာလေးချုပ်ပြီးသွားရင်မလို့ချေရိုနောက်တစ်စီရင်နေတဲ့ချေရိုလိုအန်ဒီရဲ့ချေရိုစကက်စစ်တက်တာလိုချေရိုစကက်ကိုချေရိုရှေ့ချမ်းနောက်ချမ်းဘေးလေးတွေကိုပင်ထင်းပြီးတော့မှတွေ့ရလေးလေးလုပ်ပေးပါမယ်။အခုဆိုရင်တော့ချေကစကက်လေးလဲစစ်တက်ပြီးသွားပြီးခပတ်လေးနဲ့တလပ်ပလေးနင်းပြီးသွားရင်မလို့တည်တက်လက်ပါတဲ့စကက်လေးရလာပါပြီ။ ကျွန်မစကတ်စစ်တန်ဒီအသေးစိတ်နဲ့ခပ်ပတ်ခွင့်တန်ဒီအသေးစိတ်လေးဗီဒီယိုလေးတွေကိုတော့ချဲ့ရဲ့ channel လေးမှာတောက်ရောက်လည်လာနိုင်ပါတယ်။ကျွန်တော်ရဲ့စကတ်ပတ်တန်လေးကလွယ်ကူရိုးရှင်းပေမဲ့ဝင်လိုက်တဲ့အခါမှာအရင်ဝလက်ပတ်တည်တတ်တော်မူလို့ချင်းနဲ့တူတူလိုက်ချိုးကြည့်ကြပါနော်။ ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကိုစိတ်နှစ်ဖြာကျမဆက်တာပါစေ။ share ဗီဒီယိုလေးတွေကိုတက်တက်တက်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မမေ့ပါနဲ့နော်။ပုံကောင်းတဲ့ဗီဒီယိုလေးနဲ့ထူပြန်လာခဲ့ပါမယ်။ကြတာပါ။